Thank <laughs> you. ဘိုင်ယန်မြူးနစ်ရဲ့ခွင်းထဲမှာလျက်စီးလို့ပြေးလွှားနေတဲ့ဒီလူငယ်လေးကိုမြင်မှုပါကမ္ဘာအကောင်ဆုံးဘယ်နောက်ခံလူတွေကတယောက်သူ့နာမည်ကတော့နာမည်ကျော်အဖွန်ဆိုဒေးဗီယပ်ဖြစ်ပါတယ်ဒါပေမဲ့ဒီလူထိတ်တန်းဘောလုံးသမားတယောက်ကဇင်ခံမျိုးတော်ဒီမှာသူကမွေးဖွားခဲ့တာမဟုတ်ပါဘူးသူ့ရဲ့မွေးရမြေကတော့ဒုက္ခနဲ့စကံလေးတစ်ခုပါဒီနေ့ကျွန်တော်တို့ကဘဝရဲ့အနေကြဆုံးနေရာကနေစတင်ခဲ့ပြီးတော့ကမ္ဘာအမြင့်ဆုံးဘောလုံးဇက်ခုံပေါ်ရောက်လာတဲ့သူ့ရဲ့ဉာဏ်နှုံးမြင့်မျောလင်းချက်ဇလန်းလေးကို ကျွန်တော်တို့လေ့လာကြည့်ကြအောင်အဲ့တော့ DBS ကမိဘတွေကအာဖရိကတိုင်းလိုင်ဘေးရီးယားရဲ့ပြည်တွင်းစစ်ကိုသူတို့ကရှောင်တင်းနေဂါနာနိုင်ငံနေပြီးတော့ဒုက္ခသည်စခန်းတစ်ခုစီရောက်ခဲ့ကြတယ်အဲ့ဒီနေရာမှာပဲ1996ခုနှစ်မှာသူ DBS ကိုသူတို့ကမွေးဖွားခဲ့တယ်ပေါ့နော်အဲ့တော့ဒုက္ခသည်စခန်းရဲ့ပုံဝင်ကြီးကခလေးတစ်ယောက်ရဲ့ခြေထောက်ကိုချီနှောင်ထားသလိုပါပဲလုံးလုံးနဲ့အစားအစာမရှိပညာရေးရလည်းမရှိမရရတဲ့အနာဂတ်တစ်ခုပဲသူ့မှာရှိတယ်အဲ့တော့ DBS ကသူ၅နှစ်သားရောက်တော့ ူမိသားစုကကနေဒါနိုင်ငံကိုပြောင်းရွှေ့ခွင့်သူတို့ရခဲ့တယ်ပေါ့နော်အဲ့တော့ကနေဒါနိုင်ငံရဲ့အက်ဒမန်တန်မျိုးတော်ကိုသူကရောက်လာခဲ့တယ်အဲ့တော့ဆင်းရဲမှုကတော့သူတို့နောက်ကိုဆက်ပြီးတော့လိုက်လာတော့မယ်သူ့မှာကောင်းမွန်တဲ့ဖနက်ကမရှိကောင်းမွန်တဲ့အကားစားပစ္စည်းကမရှိဒါမဲ့သူ့မှာအဲမီးထောက်လို့ပူပြင်းတဲ့ပြင်းထန်တဲ့ပြင်းပြတဲ့ဆန္ဒတခုကိုသူ့မှာရှိတယ်အဲ့ဒါဘာလဲဆိုတော့တဲ့ငါဒီဆင်းရဲခြင်းကနေထွက်ပြေးရမယ်လို့သူကနေ့တိုင်းတွေးနေခဲ့တယ်ကနေဒါရောက်တော့ DBS က ဖရီဖော်တီဆိုတဲ့အခမဲ့ဘောလုံးစီစဉ်တခုကိုသူကတွေ့ရပါတော့အဲ့မှာသူကပတ်စံမတက်နိုင်တဲ့ကလေးတွေအတွက်ဖန်တီးထားတဲ့ဒီစီစဉ်ကသူ့ရဲ့ကန့်ချင်ပေါ့အပြောင်းလဲစေခဲ့တဲ့စီစဉ်လို့ပြောရမှာ DBS ကိုတိုင်ကလည်းသူ့မှာပင်ကိုပါရမီတစ်ခုရှိတယ်သူအဲ့ဒါပါလဲဆိုပထမတစ်ခုကအမခန်းနဲ့အပြင်းမြန်တော့နောက်ဒုတိယတစ်ခုကတော့အဲဆင်းရဲဒုက္ခကိုကျော်လွန်ဖို့ဆိုလေသူကဇွဲပေါ့နော်အဲ့တော့သူကတနည်းလောက်ပဲသူကလေ့ကျင့်ပြီးတဲ့နောက်မှာ Vancouver Whitecaps ဆိုတဲ့ professional client ရဲ့အာရုံစိုက်ခြင်းကိုသူခံရတယ်ပေါ့နော်။ तू က professional စာလုပ်ချုပ်ဆိုတဲ့တမိုင်းမှာဒါဒုတိယအသက်အငယ်ဆုံးကစားသမားသူဖြစ်လာခဲ့တယ်။အဲ့ဒီချိန်ကသူ့တက်က15နှစ်ပဲရှိသေးတယ်။အဲ့တော့ Davies ကခြေလိုက်နေရိုးရိုးဘောလုံးကန်ခြင်းမဟုတ်ဘူး။ तू ကသူ့မိသားစုအတွက်ဒုက္ခရောက်နေတဲ့ကလေးတွေအတွက် तू ကညှိုးလင်းချက်ကိုထမ်းပိုးပြီးတော့ तू ကပြေးလွှားနေတဲ့လူတယောက်လို့ပြောလို့ရတယ်။ဒီလိုနဲ့ तू က2019ခုနှစ်မှာ Davies က तू ကကမ္ဘာထိပ်တန်းကလပ်ဖြစ်တယ် ဖိုင်ရံမျိုးနဲ့တင်းစီလို့ပြောင်းရွှေ့ခဲ့တယ်။အဲတော့ဒုက္ခသည်စခန်းမှာမွေးဖွားခဲ့တဲ့သူတို့ကကမ္ဘာအကြီးဆုံးဘောလုံးဇက်ကုံကိုနောက်ဆုံးတော့သူရောက်ရှိသွားခဲ့ပါတယ်။ဖိုင်ရံမျိုးနဲ့မှသူ့ရဲ့ကံကြမ္မာကိုလက်တွေ့ပြသခဲ့တယ်။အဲလျက်စီးလို့မြန်နှုံးစိတ်သက်ခွန်အပြင်းပြမှုတွေနဲ့သူချန်ပီယံလိဖလားအောင်လည်းသူကဆုတ်ခူးခဲ့ပြီးတော့ကမ္ဘာအကောင်ဆုံးဘယ်နောက်ခံလူဖြစ်သတ်မှတ်ခြင်းလဲခံခဲ့ရတယ်။အဲတော့သူ့ရဲ့ဇလန်းကနေသူစရာအရေးကြီးဆုံးကတော့သူကဘရောမှာအတိတ်ကိုလုံးဝမမေ့ခဲ့ဘူး။ ကျွန်တော်ကနေဒါကိုဒုက္ခသည်ဖြစ်ရောက်လာခဲ့တယ်အခုတော့ကျွန်တော်ဘုရားတခြားသူတွေအတွက်စိတ်သက်ခွန်အားဖြစ်စေခြင်းနဲ့ဆိုပြီးတော့သူကပြောခဲ့တယ်ပေါ့နော်အဲ့တော့ DBS ကအောင်မြင်တဲ့ဘလုံးသမားတယောက်တည်းမဟုတ်ဘူးသူကကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရော UNCR ရဲ့တပ်တမန်တော်လည်းဖြစ်ပါတယ်သူရဲ့အောင်မြင်မှုကိုအသုံးပြုပြီးတော့သူ့လိုဒုက္ခသည်ဘုရားလာတဲ့သူတွေကိုသူကကူညီနေတဲ့သူတယောက်လို့လည်းပြောလို့ရတယ်အဲ့တော့သင်ရဲ့ဆင်းရဲခြင်းနောက်ကံကသင်ရဲ့ကံကြမ္မာမဟုတ်ဘူး အဲ့ဒီဆင်းရဲခြင်းကိုပဲကျွန်တော်တို့ကလောင်စာစီဖြစ်သောဒုက္ခတွေကနေထွက်ပြေးဖို့အတွက် DBS လို့ခြေလမ်းအမြန်လေးနဲ့ဇွဲလုံးလောက်လက်ကင်ထားမယ်ဆိုရင်ဘလောက်ပဲအခြေအနေဆိုးနေပါစေသင်ဟာကမ္ဘာအဆင့်ပန်းတဲ့တခုဒီကြပေါ့ရောက်နိုင်ပါတယ်ဟုတ်အားလုံးပဲဒီဗီဒီယိုလေးကိုဆုံးတဲ့အထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုချမ်းသာတဲ့ဆိုရင် like နဲ့ share နဲ့ comment လေးလည်းရေးခဲ့ပေးလို့ရပါတယ်အဲ subscribe လေးလောက်ထားပေးပါဦးခင်ဗျာအမေမှာဆိုလို့မကြမ်းမကြမ်းပြောရခြင်းဖြစ်ပါတယ်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဆရာသိမ်းပါ